က်ခိုင်နိုင်စွာ Mardis ရဲ့ Passive Skill as you are what ကလည်းဒီဓာရီနဲ့ဆက်ဆက်နေပါတယ်။ Skill 3နိုင် Attack Speed တိုးလာတာကလည်း as you are tis ဓာရီရဲ့အားသာချက်ဖြစ်တယ်။လျင်မြန်ပြီးပြင်းထန်တဲ့တိုက်ခိုက်မှုတွေကိုပုံဖော်ပေးပါတယ်။သူ့ရဲ့ Ultimate Skill Decimation မှာလည်း Mardis ဟာ as you are tis ဓာရီနဲ့ရန်သူတွေကိုအပီးသက်တိုက်ခိုက်ပြီး Truth Damage တွေပေးတတ်ပြီးရန်သူကိုတတ်နိုင် Skill ကိုပြန်သုံးနိုင်တာကလည်း ြည်သားတွေရဲ့မယက်မနာတိုက်ခိုက်လို့စိတ်နဲ့အောင်မြင်မှုတွေအတွက်စာလောင်မှုတွေကိုဖော်ပြထားတာပဲဖြစ်ပါတယ်။ဒါကြောင့် Martis ရဲ့ Astratis ဓာတ်နှက်လက်ဟာသူ့ရဲ့ပြင်းထန်တဲ့စိတ်ဆန္ဒတွေစစ်ပွဲမှာအောင်မြင်လို့တဲ့ဒေါသတရားတွေနဲ့အောင်ပွဲတွေကိုစူပါမီဖန်တီးထားတဲ့လက်နက်တွေဖြစ်တာကြောင့်ဒီဓာတ်နှက်လက်ဟာသူ့စွမ်းအားရဲ့အကြီးကတော့ချက်လည်းဖြစ်ပါတယ်။မာဒစ်ဟာအက်စထရာ ကင်းဖြစ်လာပြီးတဲ့နောက်မှာတော့သူ့ရဲ့မျိုးနွယ်ကိုအုပ်ဆုံးသူဖြစ်လာခဲ့တဲ့အတွက် သူ့မျိုးနွယ်စုရဲ့လုံခြုံရေးနဲ့ဩစာလွှမ်းမိုးမှုကိုကာကွယ်ဖို့တာဝန်ရှိလာပါတယ်။မိုဘိုင်းလီဂျန်လောရဲ့ RSUA မျိုးနွယ်စုဟာစူဝါကလန်ရဲ့အမြင့်မြတ်ဆုံးစစ်တီတော်ရင်းနဲ့ဖွဲ့စည်းထားပြီးသူတို့ဟာခွန်အားတွေကိုကပ3000လုံးကိုအားနိုင်ပြီးအင်အားအကြီးဆုံးဖြစ်တည်မှုဖြစ်လာဖို့ပါ။ဒီလိုဒီမှန်းချက်ကြီးမှပြီးအစွမ်းထက်တဲ့မျိုးနွယ်စုဖြစ်တဲ့အတွက်သူတို့အပေါ်ရန်လိုတဲ့အင်အားစုတွေပေါ်ပေါက်လာနိုင်ပါတယ်။မိုဘိုင်းဆက်ကမာမှာမတူညီတဲ့နေမြေဒေသတွေနိုင်ငံတွေနဲ့အဖွဲ့အစည်းတွေဟာ သူတို့ရဲ့ပိုင်နဲ့နယ်မြေနဲ့ဩစာအာဏာကိုချဲ့ထွင်ဖို့စူးစမ်းကြပါတယ်။အစ္စရာမျိုးနွယ်စုရဲ့အင်အားကြီးမှမှုနဲ့မာတစ်ရဲ့ခေါင်းဆောင်မှုအောက်မှာသူတို့ဟာတခြားအဖွဲ့အစည်းတွေနဲ့နယ်မြေဒေသတွေကိုကျူးကျော်ကဒါမှမဟုတ်သူတို့ရဲ့ဩစာလွှမ်းမိုးမှုကိုချဲ့ထွင်လာတာမျိုးတွေလုံလာနိုင်ပါတယ်။ဒါကြောင့်မာတစ်အနေနဲ့ဘလို့အဖွဲ့အစည်းတွေနဲ့ထိတ်တိုက်ရင်ဆိုင်ကြုံတွေ့နိုင်လဲဆိုတာပြောပြပေးသွားပါမယ်။နံပါတ်၁အနေနဲ့ကတော့ မိုးနီရဲ့ Empire Land of Throne ရဲ့အကြီးမားဆုံးနဲ့အင်အားအကောင်းဆုံးလူသား Empire တစ်ခုနဲ့ပါသူတို့ကတော့စီးကန်းနဲ့တရားမျှတမှုတွေကိုအလေးနက်ထားပြီးသူတို့ရဲ့နယ်မြေကိုကာကွယ်ဖို့အသင့်ရှိနေပါတယ် Magis ရဲ့ Asura မျိုးနယ်စုရဲ့ထိုက်ခိုက်လို့စိတ်နဲ့အင်အားချဲ့ထွင်လို့မှုတွေကြောင့်မိုးနီယာ Empire နဲ့လည်းပရိပခဖြစ်လာစေနိုင်ပါတယ်နံပါတ်2ကတော့ Abyssal Demon ငရဲသားနတ်ဆိုးတွေနဲ့ပါဘာကြောင့်လဲဆိုရင်တော့ Abyss ဟာမှောင်မိုက်ပြီး ကြောက်မက်ခွေကောင်းတဲ့နတ်ဆိုးတွေရဲ့နေရာပါသူတို့ဟာလမ်းလောက်သရုံးကိုထိန်းချုပ်ဖို့စူးစမ်းနေပြီးအလင်းအင်အားစုတွေနဲ့အမြဲတမ်းတိုက်ခိုက်နေပါတယ်အစရမျိုးနယ်စုဟာခွန်အားကိုအဓိကထားတဲ့အတွက်အပ်ဆက်ဒီမွန်တွေနဲ့မဟာမိတ်ဖွဲ့တာဒါမှမဟုတ်တိုက်ပွဲဖြစ်ပွားတာမျိုးလည်းဖြစ်နိုင်ပါတယ်ဒါပေမဲ့အပ်ဆက်ဒီမွန်တွေဟာအလင်းအင်အားစုတွေအတွက်အကြီးမားဆုံးရန်သူဖြစ်တဲ့အတွက်အစရမျိုးနယ်စုဟာသူတို့ရဲ့ရီမန်းချက်ကိုအတားအဆီးဖြစ်လာနိုင်မယ်ဆိုရင်တော့ တိုက်ပွဲတွေဖြစ်လာနိုင်ပါတယ်။နံပါတ်3ကတော့ဂုံတိတ်ခါအတွက်ပါ။မာတစ်ဟာကမ္ဘာ3000လောက်ကိုအောင်းလိုက်ပြီးအစူရကင်းဖြစ်လာခဲ့တဲ့အတွက်သူဟာအစင်းမြေဆုံးဆွားအပါရှင်တဦးဖြစ်လာတာပါ။ဒီလိုအခြေအနေမျိုးမှာတခြားသောအင်အားကြီးမားတဲ့သူရဲကောင်းတွေနဲ့အဖွဲ့အစည်းတွေဟာသူ့ရဲ့ဆွမ်းအားကိုစိန်ခေါ်တာဒါမှမဟုတ်သူ့ရဲ့ဂုံတိတ်ခါကိုထိခိုက်အောင်စူးစမ်းတာမျိုးတွေရှိလာနိုင်ပါတယ်။အစူအမျိုးနယ်စုရဲ့စစ်ပွဲတွေမှာအောင်မြင်မှုတွေကတခြားသူတွေကိုချင်းချောက်မှုဖြစ်စေနိုင်ပါတယ်။ ။နောက်တစ်ချက်ကတော့ Mobile Legends Lord Salan ထဲမှာမပေါ်ပြသေးတဲ့ Arsua မျိုးနွယ်စုရဲ့ရှင်းဟောင်းရန်သူတွေလည်းရှိနိုင်ပါတယ်။ Martis ဟာ Arsua King အဖြစ်သူ့ရဲ့ဘိုးဘေးတွေဒါမှမဟုတ်သူ့ရဲ့မျိုးနွယ်စုရဲ့ရှင်းဟောင်းရန်သူတွေနဲ့လည်းပြန်လည်တိုက်ခိုက်ရတာမျိုးတွေလည်းဖြစ်လာနိုင်ပါတယ်။လက်ရှိ Mobile Legends Law မှာတော့ Martis ရဲ့ Arsua မျိုးနွယ်စုနဲ့ဓာတ်ရိုက်ပရိပခဖြစ်ပွားနိုင်တဲ့အခြားအင်အားစုတွေအကြောင်းကိုတော့အသေးစိတ်ဖော်ပြထားခြင်းမရှိသေးပါဘူး။ဒါပေမဲ့လည်း မာဒစ်ရဲ့ဇလန်းဟာသူ့ရဲ့ခွန်အားပြင်းထန်မှုစစ်ပွဲလိုလားမှုနဲ့အာဆူအကင်းအဖြစ်ထိတ်ကြုံလိုစိတ်တို့ကို အသားပေးထားပါတယ်။ဒါကြောင့်အနာဂတ်မှာမိုဘိုင်းလိဂျန်လောကိုချက်မဲ့ချက်ထွင်လာတဲ့အခါမှာတော့မာဒစ်နဲ့သူ့ရဲ့အာဆူအမျိုးနယ်စုဟာအထက်ဖော်ပြပါအင်အားစုတွေနဲ့ထိတ်ထိုက်တွေ့ဆုံပြီးပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်လာတာမျိုးတွေကိုမြင်တွေ့ရနိုင်ပါတယ်။မာဒစ်ဟာသူ့ရဲ့အာဆူအဒစ်ဒါနလန်နဲ့သူ့မျိုးနွယ်စုတွေကို ကာကွယ်ဖို့အမြဲတမ်းအသက်ရှင်နေမှာပါ။ နောက်ထပ်သုံးသပ်ချက်အနေနဲ့ကတော့မိုဘိုင်းလေးချက်လောမှာဆိုရင်နတ်ဖရားအဆင့်ဒါမှမဟုတ်အလွန်အင်အားကြီးမတဲ့ဟီးရိုးတွေအများပြရှိနေပါတယ်။ဥပမာလာပူလာပူဆန်ဂါတိုဂါချာသူတို့တွေကလည်းသူတို့ရဲ့ကိုပိုင်ဒန်နာရီနဲ့အတူအလွန်အင်အားကြီးတဲ့သူရဲကောင်းတွေဖြစ်ကြပါတယ်။မာတစ်စ်ရဲ့ရီမန်းချက်ကတော့သူ့မျိုးနွယ်စုကိုအင်အားအကြီးဆုံးဖြစ်စေဖို့ကဘာ၃000လောက်ကိုအောင်းနိုင်သူဖြစ်တဲ့အတွက်သူဟာတခြားသောနေမြေဒေသတွေကိုထိ ंछ ုပ်ချင်တာမျိုးဒါမှမဟုတ် အင်အားကြီးတဲ့အဖွဲ့အစည်းတွေရဲ့ခေါင်းဆောင်တွေနဲ့စွမ်းအားပြိုင်ဆိုင်တာမျိုးတွေရှိလာနိုင်ပါသေးတယ်။မွန်တိုးရဲ့လုံနေကြအတိုင်းဟီးရိုးတွေအချင်းချင်း log connection တွေကို အချိန်နဲ့အမျှချဲ့ထွင်လေးရှိပါတယ်။ဒါကြောင့်အနာဂတ်မှာ Martis ကိုအခြားနဗျာအဆင့်ရှိတဲ့သူရဲကောင်းတူဥပမာ Esmeralda, Kufra တို့လိုအစွမ်းထက်တဲ့ Asian Ors တွေနဲ့ပတ်သက်ပြီးဓာတ်ရိုက်ထိတ်တိုက်တွေ့ဆုံတဲ့ဇလန်းတွေကိုဖန်ကြီးလာနိုင်ပါတယ်။မာတီစီရဲ့လောမှာတော့သူ့ရဲ့အကြီးကပြိုင်ဘက်အဖြစ် ဓာတ်ရိုက်ဖော်ပြထားတဲ့ဟီးရိုးတကောင်ရှိနေပါတယ်။ဒါကတော့ဂါတိုကာချာပါ။ကတ်တိုကချာဟာ Champion of Gods ဖြစ်ပြီးအင်မတန်အင်အားကြီးမာပါတယ်။ Magic ရဲ့ဒေါသတရားနဲ့ကတ်တိုကချာရဲ့မြင့်မြတ်တဲ့စွမ်းအားတွေကြောင့်သူတို့နှစ်ဦးဟာအမြဲတမ်းလိုလိုတိုက်ခိုက်နေကြတာပါ။ တို့ရဲ့တိုက်ပွဲဟာအလွန်ပြင်းထန်လွန်းလို့ Fabric of Space Time ကိုပါစုပ်ဖြဲပစ်နိုင်ခဲ့ပြီးလမ်းတော် Throne စီကိုလမ်းကြောင်းတစ်ခုဖန်တီးခဲ့တယ်လို့ရောမှာဖော်ပြထားပါတယ်။ဒါကြောင့် Mardis ကမိုဘိုင်းလိကျန်ကဘာတွေကိုဘလို့ရောက်လာလဲဆိုတာနဲ့ပတ်သက်ပြီး Gato Katsa နဲ့တိုက်ပွဲကအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ပါတယ်။တို့နှစ်ဦးဟာခေါင်းအချင်းပြိုင်ဆိုင်ပြီးတဦးနဲ့တဦးရံပတ်တွေဖြစ်နေကြသူတွေပါ။ Mardis ရဲ့လောထဲမှာ Love Line ကိုတိတိကျကျဖော်ပြထားခြင်းမရှိသလို့ မိုဘိုင်းလီဂျန်ရဲ့ဟီးရိုးတော်တော်များများမှာတော့ love line တွေရှိကြပေမဲ့ Martis ကတော့အဲ့ဒီထဲမှာမပါဝင်ခဲ့ပါဘူး။သူ့ရဲ့ဇလံဟာစစ်ပွဲခွန်အားနဲ့ကဘာ၃နောင်လုံးကိုအောင်နိုင်ခြင်းကိုအဓိကထားတဲ့အတွက်ကိုဘိုင်းအချစ်ဇလံကိုထည့်သွင်းထားခြင်းမရှိသေးပါဘူး။စူရာဂလန်အကြောင်းဖော်ပြချက်မှာသူတို့ရဲ့အမျိုးသမီးတွေကအလှပဆုံးအဖြစ်နာမည်ကျော်ကြားပါတယ်လို့ရေးသားထားပေမဲ့ Martis နဲ့လက်ရှိအထိကတော့ Martis ကသူ့ရဲ့ Sura Kingbowa နဲ့စပွဲတွေကိုသာအာယုံစိုက်ထားတယ်။ ထကိုရဲလူပြိုကြီးပါ